ခြေပြိုင်များစွာထဲကအခုပြောပြမှာကတော့ DC အကြောင်းပဲဖြစ်ပါတယ်အတိအကတော့တိချင်နာမည်နဲ့အကုန်ဖြည့်ပေးတဲ့ AI ထဲမှာကျွန်တော်တုံ့ပြုတာဆိုရင် ChatGPT DC ပြီးတော့ Grok ပြီးတော့ Google AI Studio Gemini ဒါတွေကြတော့လူတိများတဲ့အသုံးများတဲ့ဒါမေးမိချမ်းနဲ့အကောင်ဖြည့်ပေးတဲ့ AI ပဲဖြစ်ပါတယ်။အဲဒီခုနပြောတဲ့အမျိုးအစားတွေထဲကအခုပြောပြမှာကကြတော့ DeepSea AI ပဲဖြစ်ပါတယ်။အခုဒီမှာဝိုင်းပြထားတယ်။ DeepSea ဒီစီကတော့တယောက်ကထောက်တာပေါ့နော်ဒါဆိုဒီစီကမရှိဘူးဆိုရင်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တော့သူ့ကိုကြာတော့အရင်ဆုံး Play Store ကိုသွားပြန်နော် Play Store အဲ့ဒါ Play Store ကိုနှိပ်မယ် Play Store ကိုနှိပ်ပြီးတဲ့အခါကျရင်ဒီ search ကိုနှိပ်မယ်နော်ဒီ search ပြန်လုပ်မယ် Play Store ကိုနှိပ်မယ်ပြီးတဲ့အခါကျတော့ဒီမှာရှိတဲ့ search ကိုနှိပ်မယ်နော် search ကိုနှိပ်မယ် နေပြလို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင် deep sea လို့ရိုက်လိုက်မယ် deep sea လို့ရိုက်လိုက်မယ်ဆိုရင်ဒီမှာ deep sea ဆိုဒီမှာ open ဖြစ်နေတယ်ပေါ့နော်ဒါလုတ်ပြီးတာမလို့ကိုကဒီမထည့်ရသေးဘူးဆိုဒီနေရာမှာ install နှဲ့ရပါမယ်နော် install နှိပ်မယ် install နှိပ်ပြီးလို့ရှိရင်သူက deep sea က ဒီ app တခုရလာမယ်အရလာတဲ့ဒီ deep sea app ထဲကနေပြီးတော့ကိုကဝင်တဲ့ခါကြလို့ရှင်သူ့ကိုနှိပ်နှိပ်ပြီးလို့ရှင်သူက password နဲ့ဝင်ဒီ google ကိုမှ google ရှိရပေါ့နော် google ရှိရမယ်ဆိုရင်ဒီ content google နဲ့ဝင်မယ်ဆိုနှိပ်လိုက်ကိုယ့်ရဲ့ google ကိုရွေးလာပြီးတော့ဘာမှလောက်ဆရာမလို့ပဲနဲ့အာနှိပ်လိုက်လို့ရှင်ပါရလာမလဲဆိုတော့အခုဒီ deep sea အာရလာမှာပေါ့နော်အခု deep sea ဒါဆိုလို့ရှင်အခု deep sea ဒီ software ရလာမယ် နော် equity deep sea ပေါ့ဒီစိတ်ကအခုကျွန်တော်တို့ကတုံးချင်တာကကြတော့တိချင်တာမှန်တယ်မြတိချင်တဲ့ ဘယ်ဟာမဆိုရေးခိုင်းမယ်လောက်ခိုင်းမယ်ပြောခိုင်းမယ်ဒါမဲ့စကားပြောလို့တော့မရအောင်နော်ဒီစီကစကားပြောလို့ရတာကျတော့ ChatGPT ရမယ်သူကကတက်ချက်ရှိတယ် Grok ဒီ Twitter ကထောက်တာ Elon Musk ကထောက်တာ Grok ရှိတယ်ပြီးတော့ Gemini မေးလို့ရတယ်ပြီးတော့ Google AI Studio အဲ့ထဲကနေပြီးတော့ Google AI Studio ကကြတော့ဘာဖြစ်လဲဆိုတော့အမြန်မာလိုလည်းမေးလို့ရတယ်မြန်မာဘာသာစကားလည်းမေးလို့ရတယ် English လေ့လာခြင်းနဲ့တူတယ်သူကခုနပြောတဲ့ဒီ English လိုအပြန်အလှန်ပြောချင်တာတွေ ေးဒါမှကိုရီးယားဂျပန်တရုတ်အကုန်ပြောက်လို့ရတယ်မြန်မာတော့ပြောက်လို့ရတာ Google AI Studio ပဲရှိတယ်ဂျန်နဲ့ရန်ကြတော့မြန်မာလိုတော့ပြောက်လို့မရဘူး English လိုတခြား language တွေပဲရပါမယ်ဒါဆိုအခု DC ကိုရပြီဆိုတဲ့အခါကျတော့ DC ကိုနှိပ်လိုက်မယ်နော် DC ကိုနှိပ်လိုက်တဲ့အခါကြာလို့ရှိဒီနေရာမှာဆိုလို့ရှင်ဒီမှာ deep thing search plus ten marolos ဆိုတာမရှိနော်အဲ့မှာကိုတိချင်တာမှန်မြရွေးခိုင်းမှာပေါ့နော်အဲဆိုလို့ရှင်နော်ကိုတိချင်တဲ့သူ့ကိုရွေးခိုင်းမယ်အဲ့နော် SMS ဟိုဘောဝန်ဒီနေရာဒါလောဆယ်ဟိုနေလောက်လိုက်မယ်အဲဆိုလို့ရှင်အာကိုတိချနာတခုရေးရမယ်ဆိုတော့မြန်မာနိုင်ငံအကြောင်းရေးပါတဲ့နော်အဲဆိုမြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံအကြောင်းရေးပါပြောပြပါနော်ရေးပါမြန်မာနိုင်ငံအကြောင်းရေးပါလို့ရေးလိုက်တယ်ဆိုရင်နှိပ်လိုက်ဒါဆိုလို့ရှိရင်မြန်မာနိုင်ငံအကြောင်းကိုသူကဒုတိယလောက်ရေးပေးမှာဖြစ်ပါတယ်ဒါတော့ခဏစအောင်ပါပေါ့နော်ကိုဘာပဲတီတီတီပေါ့နော်ဒါပေမဲ့အဖြေအားကြတော့100%တော့မမှန်ဘူးဒါပေမဲ့ဟို ကိုကြိုက်တဲ့ဟာကိုထင်းတဲ့ဟာယူသုံးလို့ရတာပေါ့နော်100%ကြီးတော့မမှန်ပါဘူးသူကကြာသူ့အချက်လက်မရှိတဲ့ဟာနဲ့အကောင်လုံးကိုသူကဒါသူရှာပြီးတော့သူကထုတ်ပေးနေတာဒါ deep sea တယောက်ကထုတ်တာအကောင်မကိုတိချင်တဲ့ကိုမြန်မာလူလည်းမေးလို့ရတယ်လည်းမေးလို့ရတယ်ဒါကိုတိချင်တဲ့အကြောင်းကိုဒါအခုသူရေးပေးနေတယ်ပေါ့ ဒါကကြတော့သူရေးနေတယ်သူရေးနေချက်လက်မှာကိုကဖတ်မယ်ကိုလိုချင်းအချက်လက်ကိုတော့ယူပေါ့နော်ဒါမဲ့100%ဒီတော့မှန်ပေမဲ့လည်းသူအဲ့လိုကိုတိချင်တဲ့မှန်တဲ့မြောက်ကိုသူအပြေပေးတယ်အဲ့ဒါတော့အရန်ကောင်းတယ် နော်တမြန်မာစာစာလုံးလက်မှန်တာပေါ့နော်ဒီစာကိုကိုပြန်ပြီးလိုချင်တဲ့စင် copy နှိပ်သွားလို့ရတယ်ဒါဆိုလို့ရှင်မြန်မာနိုင်ငံအကြောင်းကိုသူကအကျယ်တဝင်းရေးပြတယ်ကိုတိကျနာပုံပြင်ချောင်းဆိုပြောပြပါဆိုပုံပြင်ပေါ့ဟိုကကြတော့ပေပုံကို prompt လိုချင်တယ်ဆိုရင် prompt ရေးမှာ prompt ဒီ AI မှာကြတာ prompt ကရေးကြည့်တာပေါ့နော်အဲ prompt ဆိုတာဘာလဲဆိုကိုလိုချင်တဲ့ဟာကိုရေးရေးခိုင်းတယ်အဲဆိုသူ့ကိုရေးခိုင်းလို့လည်းရတယ်ကိုတိကျနာအကြောင်းအရာတစ်ခုကို prompt ရေးပြပါဆိုသူကရေးပြအင်္ဂလိပ်လိုရေးပြပါဆိုအင်္ဂလိပ် င်းလို့ရေးပေးပါနော်ဒါကြတော့တိချနာမန်နဲ့အကောင်လို့ရေးပေးသူကကြာခုဆိုမြန်မာနိုင်ငံအကြောင်းပြတဲ့အခါမှာအာသူရေးပေးတာအခုထိမပြီးတဲ့အများကြီးပဲရေးပေးရပေါ့နော်စိုက်စားကောင်းနဲ့ပတ်သက်ပြီးတော့လည်းရေးခိုင်းမယ်ဆိုလဲရတယ်နော်ရတယ်ဒါဆိုအခုသူကရေးနာပြီးတာမပြီးသေးနော်ပြီးတာမပြီးသေးအာရေးနေတော့မယ် နော်တော်တော်လေးများကြာတယ်။နောက်ပြီးတော့ तू ကစာပို့ပြီးတော့ရေးပေးတာတိစိတ်ပို့များတယ်။ Chat GPT ရတော့ तू ရေးပေးတာစာလုံးနည်းနည်းနဲတယ်။ तू အရန်ကြီးဆို तू ကမထုတ်ပေးဘူးပေါ့နော်။အခုဆိုလို့ရှိရင်ဒါကြတော့တကယ်ကို ရေးနေတော့မယ်။အာကွာပြီးွားပြီးဆိုရင်တလုံးစင်မပြီးသေးဘူး။နော်။အာဆိုလို့ရှိရင်ခဏတရားနေရက်လိုက်မယ်။မယူတော့နော်။ဒါဆိုတိတိယူလိုက်မယ်။ နောက်တစ်ခုအင်္ဂလိပ်လိုပဲရေးခိုင်းတယ်အင်္ဂလိပ်ဥမာ mindset ပေါ့နော်ကိုတိချနာက is a mindset အစီရေးခိုင်းတယ်အဲ့ဒါသူကအန်ချက်တေချာမယ်ဒီလိုဖြစ်တယ်။နောက်ကိုတီချာမနေကိုဘာပဲတီတီအိမ်မှာကိုလောက်ချင်တဲ့ဟာကိုပရိုမီးပြီးတော့အဲ့လိုမျိုးပေါ့ဒါဆိုလို့ရှိရင်သူချက်ချင်းကိုသူရေးပြရတော့များတယ်ချက်ဒီပီတီကစလုံးနေတယ် နော်ဒါဆိုတော့အခုသူရေးပေးတာအများကြီးပဲအထဲမှာကိုလိုချင်တဲ့ချက်လက်ကိုဆက်ထုတ်ရတဲ့ဒါဆိုတိချင်နာမန်တဲ့မြန်အကုန်ဖြည့်ပေးတဲ့ DeepSea AI အကြောင်းဆိုလို့ရှိရင်ဒီလောက်တော့တိမယ်ဒီလောက်တော့အသုံးပြုနိုင်မယ်ဖြစ်ပါတယ်နောက်ပြီးတော့တခြားသော AI ညောင်းကိုလည်းဆက်ပြီးတော့ PG ကိုလည်းရှင်းပြပေးမှာဖြစ်တဲ့အတွက်ဒီဆရာအောင်အောင်ရဲ့ Facebook account တွေ Facebook page ကို like follow share လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီ deep sea နဲ့ပတ်သက်ပြီးတော့နားမလည်တာများရှိခဲ့တယ်ဆိုလို့ရှိရင်เนาะ comment မှာမေးလို့ရတယ်เนาะ လွယ်ပါတယ်တုံးရတာဒါဆိုဒီလောက်ကြည့်ဆိုရင်တိချင်မနာကောင်လို့ရေးချလိုက်အကုန်ဖြည့်ပေးတယ်နော်တရမညာသူဖြည့်ပေးတယ်အဲ့ချက်လက်ကိုကျောင်းတဲ့ရောပါတဲ့အကုန်လုံးတုံးလို့ရတယ်သူဖြည့်ပေးတဲ့စာလည်းများတယ်ဘလောက်တိဖြည့်ပေးမှလည်းကိုကလွန် limit ပေးလို့ရတယ်ချက်လက်တွေကိုရဲ့ချက်လက်အတိုင်းကိုသူကရေးပေးမှဖြစ်တဲ့အတွက်အရန်ကိုအတော့ဝင်နေ AI တစ်ခုပြဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုကြလို့ရှင်လေတခြားသော AI များကို ရှင်းပြပေးမှာဖြစ်ပါတယ်